intelligent level ချင်းမတူရင်ပြဿနာရှိတယ်လို့ emotional literacy ကိုဟိုက်ရင်လည်းရရှိသွားနိုင်ဖို့ခက်ခဲတယ်။ဒါဆိုစိတ်ကပူနားလည်လာအောင်ဘယ်လိုလုပ်ရမလဲ။ဒေါက်တာဖြိုးတရားရေးထားတဲ့စိတ်ခံစားချက်ကိုသိနားလည်ခြင်း emotional literacy ဆိုတဲ့စာစကားလေးကိုဖတ်ချင်ပါတယ်။ literacy ဆိုတာစာတတ်တာကိုခေါ်တာ။စာမတတ်ရင်ရေးထားတာဘာလဲနားမလည်ဘူး။ကိုကလည်းရေးမပြတတ်ဘူး။ emotional literacy ဆိုတာလည်းအဲ့ဒီလိုပဲ။စိတ်ခံစားချက်တွေကိုနားမလည်ဘူး။ သူများဘာဖြစ်နေလဲမသိတယ်လို့ကိုကကိုဘာဖြစ်နေလဲလဲသဘောမပေါက်ဘူးအဲ့ဒီလိုလိုကို emotional literacy အားနည်းတယ်လို့ခေါ်တယ်ဘဝမကြည့်နဲ့ကိုမိဘတွေပဲကြည့်စိတ်ခံစားချက်တွေကိုနားမလည်ကြတာများတယ်တသမီရဲ့ခံစားချက်ကိုလည်းမသိတယ်လို့သူတို့ဘာဖြစ်နေလဲဆိုတာလည်းသူတို့မသိဘူးဒီတော့အဲ့ဒီခံစားချက်ကိုတသမီအပေါ်ပုံချပြတတ်တယ်မချစ်လို့မဟုတ်ဘူးတမိကကြည့်ရည်ရည်ပြီးလုံးနေတာလည်းမဟုတ်ဘူး emotional literacy အားနည်းလို့သာဖြစ်နေရတာပဲ။ ချစ်သူရေကအိမ်နောက်ဘက်တွင်မှလည်းဒီလိုပဲကိုဒီလိုပြောလိုက်တယ်ဒီလိုလုပ်လိုက်တယ်တစ်ဖက်မှာဘလို့ခံစားတော့ရတယ်နားကိုမလဲတဲ့သူတွေရှိတယ်မိန်းကလေးမှာ trust issue ရှိတယ်ကိုကိုအမြဲတမ်းတရားဝင်နေတယ်ဒါကိုကိုဘကဘလို့ခိုင်းတယ်မလဲယောက်ျားလေးမှာအခိုက်အတန့်တဘောအလုံးမရှိ အကန့်ရှိဝင်ဝင်မရှိဖြစ်နေလို့စိတ်ပိန်ငယ်စိတ်ဝင်နေတယ်လူဟာတိမ်ငယ်စိတ်ဝင်လာပြီဆိုပြဿနာကတန်းစီရှာတော့တာပဲအဲ့ဒါကိုကိုအနေနဲ့ဘလို့စီမံမလဲ သူနဲ့ကိုမျိုးလုံးညှိရလဲတစ်ခါလိုရလဲသူ့ဟာသူတိပူလို့ရသူခံစားချက်တွေကိုထိမ့်သိမ့်နိုင်အောင်သူကိုယ်တိုင်လည်းကြိုးစားဖို့လိုတယ်သူက emotional literacy အားနဲ့နေရင်လည်းအဆင်မပြေရမှုသူ့မှာအပါခေါ်ဖို့လိုတယ်အပေါ်ဆွဲတင်ဖို့လိုတယ် intelligence level ချင်းမတူရင် ပြဿနာရှိတယ်လို့ emotional literacy ကိုဟိုင်းလည်းရရှိသွားနိုင်ဖို့ခက်ခဲတယ်ဟုတ်ပြီဒါဆိုစိတ်တွေပူနာလည်အောင်ဘယ်လိုလုပ်ရမလဲအကျင့်ပြုချက်နာတော့နှစ်ခုတည်းပဲ ဒီမှာတစ်ချက်ကလေးလာဖို့စိတ်ပညာပွဲသွားရအောင်လို့ဆိုလိုတာမဟုတ်ဘူးစိတ်နဲ့ပတ်သက်တာတွေကိုလေးလာဖို့တော့လိုနေမယ်ဘုရားတရားတို့တွေမှာလည်းစိတ်အကြောင်းဟောထားတာပဲအများကြီးရှိပါတယ်အဲ့ဒီအတိအမြောင်ပဲအပေါ်ယံတွေနဲ့တည်းရည်နေလို့သာမသိတာနောက်တစ်ချက်ကတော့ရုပ်ရှင်တွေကြည့်ဖို့ယတ္တစပင်နဲ့အထုပ်ပတိစာအုပ်တွေဖတ်ဖို့ပါတခြားတို့ကဗျာတို့လည်းပါပါတယ်သူတို့ကတော့ခက်တူတူနဲ့နှိဟပြရရှိတဲ့အမှုပညာပစ္စည်းတွေပေါ့ ူဘလိုမှမဟုတ်ဘူးကြုံဘူးမှမဟုတ်တဲ့ဘဝတွေအကြောင်းကိုအဲ့ဒါတွေကတဆင့်သိနိုင်နေဒါကြောင့်ဘဝတွေကိုပေါင်းကိုတရာထိုးပေးတယ်လို့ကျွန်တော်တို့ပြောလို့ရှိတယ်။ပြည်ထစာတယောက်ရဲ့ခန်းစားချက်ကိုကိုယ်တိုင်ဖြစ်ဖို့မှသာသိရမယ်ဆိုဘလိုလုပ်ပြီးကျွန်တော်တို့သိနိုင်တော့မလဲ။မိတာငနေတဲ့လူတယောက်ရဲ့ခန်းစားချက်စိုက်ပါဘူးလီနှုတ်ခံရရင်လူခန်းစားရတယ်။ဒီအချက်ဖက်ခံရသူတစ္ဆာဖောက်ခံရတဲ့သူကျိုးစားသမျှအရာမချင်လို့မျောလင်းချက်တွေကိမဲ့နေတဲ့သူစိတ်ကြယောဂါ ခံစားနေရသူအစိုးရလူနေပြက်သလားကြုံနေရတဲ့သူစသဖြင့်စသဖြင့်ဘဝတွေကိုလည်းဒီရုပ်ရှင်တွေစာအုပ်တွေအားတစ်ဆင့်ပြလာနိုင်ပါတယ်။ဂျက်လက်အနေနဲ့အလွယ်တကူအပြည့်မတင်မီတော့ဘူး။ကိုချင်းစတရားတွေအားကောင်းလာတယ်၊မိတာထားနိုင်လာတယ်၊နားလည်ပေးနိုင်လာတယ်။ဒါကြောင့်လေသူတော်ကအုံနောက်ကိုဖွံ့ဖြိုးစေရဲဆိုမျက်သားကနှလုံးသားကိုကြီးမားလာစေတယ်လို့ပြောကြတာပါ။ emotional literacy ရဲ့အဘွားကအမြင်နှလန်သွားပဲ ဆူလိုတာကကိုကိုကိုနားမလဲတဲ့သူကသူများကိုလည်းနားမလဲဘူးသူများကိုနားလဲရင်ကိုကိုကိုလည်းနားလဲတယ်တစ်ဖက်သေးပဲနားလဲတယ်ဆိုတာမရှိဘူးစာတက်မြောက်တဲ့သူတွေများလာတဲ့အခါအဲ့ဒီပုံချင်းကအသိပညာမြင့်လာတယ်စက်တွေရလင်းလာတယ်ကျမရင်စီပေါ်ရလူမှုရစက်စရရပုံမျိုးတွေ့တက်လာတယ်လူနေမှုအစဉ်အတွင်းမြင့်လာတယ်အဲ့ဒီလိုပဲ emotional literacy မြင့်တဲ့လူတွေများများစာရှိလာရင်လည်းအဲ့ဒီအတိုင်းဝင်အဲ့ဒီပုံစံချင်းဟာတာယာလာမယ် လာပါလာမယ်။အပြန်အလှန်စိတ်တန်ရာပေးမိတာတွေနည်းလာပြီးပျော်စရာကောင်းတဲ့အချိန်ဝင်တစ်ခုဖြစ်လာပါလိမ့်မယ်။ဒေါက်တာဖြူတီဟာ